ဘာမာဂိတ်စပို့စ်ချန်နယ်မှာအကောင်းဆုံးပွဲစနေတင်းကလေးညတိုင်းတင်ဆက်ပေးမယ်ကိုရဲရင်ကိုစိုးဝင်းစောကိုဆက်တို့ရဲ့ The Big Match Show ဒီကိုရောအားလုံးပဲမင်္ဂလာပါခင်ဗျာစနေတင်းကလေးတိုင်းမှာပွဲကြီးပွဲကောင်းတွေကိုတင်ဆက်ပေးနေတဲ့ The Big Match Show အစီအစဉ်ကနေကြိုဆိုပါရစေခင်ဗျာအခုကတော့အော်တိုဘာလ19ရက်တင်းကလေးည17:00နာရီမှာရှင်ပြိုင်ကစားမယ်လီဗာပူးနဲ့မန်ယူပွဲစဉ်အကြောင်းကိုသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ချန်ပီယံလီဗာပူးအတွက်ဒီကြိမ်အင်္ဂလန်ဒါဘီကဖိစီးမှုကြီးမားတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ပရီးမီးယားလိဂ်မှာဆိုရင်နှစ်ပွဲဆက်ရှုံးထားတယ်လို့ပြိုင်ပွဲစုံ၃ပွဲဆက်ရှုံးထားတယ်ဆိုတဲ့အခြေအနေကတော့လီဗာပူးအတွက်2021ခုနှစ်နောက်ပိုင်းမှာအဆိုးဆုံးအခြေအနေတည်းရဖြစ်နေတာပါ။ဒါကြောင့်မန်ယူကသာမနိုင်ခဲ့ဘူးဆိုရင်ဖိအားတွေအများကြီးဝင်သွားနိုင်တဲ့အနေအထားမှာရှိနေတာပါ။လီဗာပူးရဲ့အတိတ်ကပြဿနာကတောင်ပံကစားသမားတစ်နှစ်ယောက်ပြောင်းလိုက်တဲ့ခန့်စစ်ကရတန်မမိသေးတာနဲ့ ကွင်းလယ်နဲ့တိုက်စစ်ဟန်ချက်ကိုကစားသမားတစ်တွေနဲ့အသားကြအောင်မလုံနိုင်သေးတဲ့အပိုင်းတွေဖြစ်နေပါတယ်။ Frame Bound နဲ့ Miles Garcas ဟာတိုက်စစ်လိုက်ပါတဲ့အပိုင်းမှာကောင်းတယ်ဆိုပေမဲ့ဘောလုံးဆုံးသွားပြီးတန်တန်တိုက်စစ်နဲ့ရင်ဆိုင်ရတာမျိုးမှာပဲဖြစ်ဖြစ်တစ်ဖက်အတင်းကဖိအားပေးလာချိန်မျိုးမှာဖြစ်ဖြစ်ခန်းစစ်ပိုင်းဆွမ်းဆောင်ရည်တွေမှာလိုအပ်ချက်တွေများနေတာကလီဗာပူးရဲ့ခန်းစစ်ပိုင်းမှာပေးကူးတွေမြင့်တက်နေရတဲ့အဓိကအကြောင်းရင်းဖြစ်နေပါတယ်။ Frame Bound ကြောင့်မလို့ Salech ပါခြေစွမ်းပြောင်းနေတာလားလို့တွေးရတဲ့အထိကိုဖြစ်လာတာကြောင့်မလို့ အာနီစလော့အနေနဲ့ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့လိုအပ်နေပါပြီ။မန်ယူကအဝေးကွင်းစမ်းဆောင်ရည်မှာညံ့နေသလိုမက်စလာနောက်ပိုင်းကစားခဲ့တဲ့အဝေးကွင်းပွဲတွေမှာဆိုရင် Grimsby Town လို့အသင်းကိုတော့မနိုင်တဲ့အထည်လေအခြေအနေကတော့အင်မတန်ကိုစိုးပဲ့တာပါ။ Anfield မှာဆိုရင်လည်းနောက်ဆုံး900ဒီဇက်မနိုင်ခဲ့တာကြောင့်ဒီအနေထားအရဆိုရင်မန်ယူအနေနဲ့ဒီပွဲမှာလည်းရုပ်ပြက်ဆင်းပြက်မဖြစ်အောင်ပဲဦးတည်ကစားရမယ်လို့သတ်မှတ်ရမလို့ဖြစ်နေတာတော့အမှန်ပါပဲ။ဒါပေမဲ့မန်ယူကိုရှော့မတွက်တဲ့အခြေအနေတွေကလည်းရှိနေပါသေးတယ်။အဓိကအကျဆုံးလို့ပြောရမှာကမန်ယူပိုင်ရှင်တွေဘက်ကအီမိုရင်ကို ၃နှစ်အချိန်ပေးဖို့ဆုံးဖြတ်လိုက်တဲ့အချက်ဖြစ်ပါတယ်။ဒီတော့ emergency မှာဒီပွဲနဲ့ပတ်သက်ပြီးဖိအားမရှိသလောက်ဖြစ်နေမှာကမမျှော်လင့်ပဲအားသာချက်ဖြစ်သွားနိုင်တယ်ဆိုတာကိုထည့်စင်စားရမှာပါ။အဲ့ဒီအချက်ကတော့အတင်းကြီးတွေနဲ့တွေ့တဲ့ပွဲတွေမှာမထင်တာတွေလုံးပြတ်တတ်တဲ့ emergency ရဲ့မှတ်တမ်းနဲ့သွားပေါင်းမိခဲ့မယ်ဆိုရင် Liverpool အတွက်ထင်ထားသလိုမဟုတ်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရတယ်လို့ဖြစ်လာတော့မှာပါခင်ဗျာ။ ဆိုတော့ကျွန်တော်တို့ဒီဘွဲနဲ့ပတ်သက်ပြီး why အားကစား analysis ဖြစ်တဲ့ကိုစိုးဝင်းစော်ရဲ့သုံးသက်ချက်ကိုတင်ဆက်ပေးချင်ပါတယ်။ကိုစိုးဝင်းစော်ရဲ့မင်္ဂလာပါ Liverpool နဲ့ Man U ဘွဲအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ကိုသုံးသက်ချက်လေးတွေပြောပြပေးပါဦး။ဒီပါဦးတင်ရတော့ Crystal Palace နဲ့ Chelsea တင်ကိုနှစ်ပွဲဆက်ရှုံးနေခဲ့ပြီးတော့တော်တော်လေးကိုခရက်ရိုက်နေတဲ့အနေထားမျိုးနဲ့ရင်ဆိုင်နေရပြီးတော့အသင်းရဲ့ခံစစ်ကြောင်းကလည်းမေကွန်ထုတ်เสียရှိနေသလိုတိုက်စစ်ကလည်းပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာဆို Chelsea တင်ရဲ့လူမဆုံတဲ့အနေထားကို အသုံးမချနိုင်ခဲ့တဲ့အပြင်ရှုံးပွဲမှာကြုံတွေ့ခဲ့တာလို့တော်တော်လေးကိုနစ်နာခဲ့တယ်လို့ပြောလို့ရတယ်။လူပါဦးတင်ရောက်ဒီပွဲမှာသူတို့ရဲ့အဓိကကိုလမအလီစင်ဘက်ကကိုလက်လွတ်ရမှာဖြစ်ပြီးတော့ကြက်ခိုင်မှုပြဿနာရှိနေတဲ့ကိုနာဒီရိုအီကီတီကီရိုလို့ကစားမမျိုးတွေဒီပွဲမှာပါနိုင်မလားဆိုတာကတော့နောက်ဆုံးအချိန်ထိစောင့်ကြည့်သွားဖို့ရှိနေတယ်။ဒီရာဒီမှာလီဗာပူးတင်ကစားထားတဲ့9ပွဲမှာ၄ပွဲက90 minutes plus တွေနဲ့အရှုံးနိုင်အပြည့်ထွက်ခဲ့ပြီးတော့2ပွဲကသူတို့ကဂိုးသွင်းပြီးတော့အနိုင်ရခဲ့တယ်။2ပွဲက ကျက်ဘက်ကကိုသွင်းပြီးတော့အနိုင်ရသွားတယ်ဆိုတော့ဒါတော်တော်လေးကို ထူကြပြီးတော့2008ခုဘောလုံးရာသီကဒီလို90 plus goal တွေနဲ့ပွဲအဖြေပြောင်းခဲ့တာ9ပွဲတိရှိပြီးတော့သူတို့က4ပွဲနိုင်တယ်ပြန်ဘက်က2ပွဲနိုင်ခဲ့တယ်ဆိုတော့အဲ့ဒီစံချိန်ကိုကျော်လွန်သွားမဲ့လက္ခဏာတွေမြင်နေရတယ်ပြီးခဲ့နှစ်ကလေဘာဝသိန်းကရှုံးပွဲ2ပွဲကျုံဖို့အတွက်ပွဲစဉ်32ပွဲအထိကစားခဲ့ပြီးမှကျုံခဲ့တာဆိုတော့မနှစ်ကနဲ့ရှင်မယ်ဆိုရင်လေဘာဝသိန်းရဲ့စွမ်းဆောင်ရည်တွေသိသာသာကြာဆင်းလာတာကိုတွေ့ရတယ်နီးပြအာနယ်စလော့အနေနဲ့လည်းမနှစ်ကဂျာဂန်ကလော့ရဲ့အသင်းကို ိုင်တွယ်ပြီးတော့ alignment ပြောင်းလဲပြီးတော့ giant glow ရဲ့ ideology နဲ့သူ့ရဲ့ ideology နှစ်ခုပေါင်းစပ်မှုကတော်တော်လေးကိုချော့ပွေပြီးတော့ champion စုကိုအမှားရမရှိယူနိုင်ခဲ့ပြီမလဲဒီဟာဒီမှာတော့သူ့လက်သူ့ခြေနဲ့အပြောင်းလဲလုပ်ပြီးတော့ကစားသမားအစ်တီခေါ်ယူလာချိန်မှာသင်ကအဓိကကစားသမားတချို့ထွက်သွားချိန်မှာမထင်မှတ်တဲ့ရလတ်ဆူတွေနဲ့ကြုံတွေ့လာရတယ်ဆိုတော့ဒီပွဲက Arnold Slot အနေနဲ့နှစ်ပွဲဆက်ရှုံပွဲကြုံတွေ့နေမှုကို bounce back ပြန်လုပ်ရမယ့်ပွဲစဉ်လည်းဖြစ်တယ် ဒီအသည်မှာ United ကပြိုင်ဘက်ရဲ့ကန်ချက်တွေကိုရင်ဆိုင်ရတဲ့အရေးတွအားဖြင့်ကြည့်မယ်ဆိုရင်64ချိန်ပဲရှိခဲ့ပြီးတော့သူထက်နေတာဆိုလို့ Arsenal 56ချိန်ရဲ့ Newcastle 62ချိန်ရဲ့ပြီးရင်တတိယမြောက်အနည်းဆုံးအသင်းလည်းဖြစ်တယ်။ဒါသူတို့ရဲ့ defensive action ပိုင်းနေနဲ့ပတ်သက်ရင်တိုးတက်လာတဲ့လက္ခဏာလို့ပြောလို့ရသလိုတိုက်စစ်ကလည်း expected goal အရ10.1အထိရှိပြီးတော့စလုံးထမြောက်အများဆုံးအသင်းဖြစ်လေမှတ်တမ်းဝင်ထားတယ်ဆိုတော့ခန်စရောတိုက်စစ်မှာပါတိုးတက်လာတဲ့လက္ခဏာတွေမြင်လာရတယ်။ ယူနိုက်တက်တင်ကတော့အန်ဖီမှာသွားကစားတဲ့နောက်ဆုံး900ဒီဇက်တိုက်နိုင်ပွဲပျောက်ဆုံးထားခဲ့ပြီးတော့လူးဝစ်ဗန်က2016တုန်းကအနိုင်ရခဲ့ပြီးနောက်ပိုင်းငါးပွဲတည်လေးပွဲရှုံးထားရဆိုအန်ဖီမှာရောက်ရင်တော့ယူနိုက်တက်အနေနဲ့မရှင်းနိုင်တာထင်ရှားတယ်ဒီပါဦးတင်ကတော့ယူနိုက်တက်နဲ့တွေ့ထားတဲ့မှတ်တမ်းတွေကတော်တော်လေးကိုအားရစရာကောင်းပြီးတော့နောက်ဆုံးထိတိုက်တွေ့ဆုံထားတဲ့ပရီးမီးယားလိ16ပွဲမှာတပွဲပဲရှုံးထားတယ်9ပွဲနိုင်6ပွဲတည်ကြတာပြီးတော့2018-19ဘောလုံးရသည့်နောက်ပိုင်းယူနိုက်တက်နဲ့တွေ့ဆုံထားတဲ့အသင်းတွေထဲမှာ3ပွဲနဲ့ထက်ရင်ဆိုင်ထားတဲ့တိုင်ပတ်တွေထဲမှာ ယူနိုက်တက်ကိုရှုံးပွဲအ ਨੇ ဆုံးသင်းကလီဗာပူးဖြစ်နေတယ်ပြီးတော့အင်ကွင်းမှာရင်ဆိုင်ခဲ့တဲ့နောက်ဆုံး၉ပွဲဆက်လာယူနိုက်တက်ကိုမရှုံးခဲ့ဘဲနဲ့၄ပွဲနိုင်ပြီးတော့၅ပွဲတည်ချထားတယ်၂၀၁၂ကနေ၂၀၂၂အတွင်းချယ်ဆီသင်းကယူနိုက်တက်နဲ့တွေ့ဆုံထားတဲ့အင်ကွင်း၁၀ပွဲဆက်တိုင်းမရှုံးခဲ့တဲ့မှတ်တမ်းပြီးရင်လီဗာပူးသင်းအနေနဲ့ဒုတိယမြောက်အသင်းဖြစ်လာဖို့လည်းရှိနေတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်ပွဲရလက်လေးဆက်ပြီးတော့ခံမှန်းကြည့်ကြပါမယ်။လီဗာပူးသင်းကခြေစွမ်းပိုင်းအရရုန်းကန်နေရတဲ့ရလက်တွေစိုးနေတယ်ဆိုပေမဲ့သူတို့ရဲ့လက်ရှိအစုဖွဲ့က ွဲကိုအဆုံးဖြတ်ပေးနိုင်မဲ့ကစားသမားတွေအများကြီးရှိတယ်။ယူနိုက်တက်တင်ကတော့နီးပြအမိုရင်လက်အောက်မှာတစ်နှစ်နီးပါးရှိနေပြီ။ပရီးမီးယားလိမှာနှစ်ပွဲဆက်အနိုင်ဆိုတာမရှိခဲ့ဘူးဆိုတော့သူတို့ရဲ့ခြေစွမ်းတဲ့ရလဒ်တွေဘလောက်ထိရင်းရိုက်နေလဲဆိုတာကဒီချက်တွေကိုကြည့်ရင်သိနိုင်တယ်။သူတို့ဒီရာလီရမှတ်ယူထားခဲ့တဲ့ပွဲတွေကြည့်လိုက်တော့လည်းအင်ကွင်းပွဲတွေမှာပဲနိုင်ပွဲယူနိုင်ခဲ့တယ်ဆိုတော့အဝေးကွင်းမှာတော့ယူနိုက်တက်အနေနဲ့လီဗာပူးဆင်ကနေအမှတ်ခွဲယူမဖြစ်နိုင်လာဘူးလို့ထင်တယ်။ကျွန်တော်တို့ဒီပွဲမှာ ရှုံးပွဲတွေဆက်နေတဲ့လီဗာပူးသင်လမ်းကြောင်းမှတစ်ခုကိုပြန်ရောက်ဖို့အတွက်အင်ကွင်းမှာအနိုင်ကစားသွားမယ်လို့ထင်တယ်ရလက်ပိုင်းအရတော့2131ဆိုတဲ့ရလက်မျိုးနဲ့အပြန်လန်သွင်းကိုရနေလီဗာပူးသင်နိုင်သွားမယ်လို့ထင်ပါတယ်ကိုစိုးဝင်းစော်ကတော့ဒီပွဲလီဗာပူးနိုင်မယ်လို့တုံသက်ခဲ့ပါတယ်ခင်ဗျာလီဗာပူးအတွက်နိုင်ပွဲရကိုရအောင်ကစားမယ်ပွဲဖြစ်တယ်လို့နှစ်သင်းလုံးရဲ့လက်ရှိအနေအထားတွေအရလီဗာပူးကအပ်ပါဟမ်းမှာရှိနေတာကတော့အမှန်ပါပဲဒါပေမဲ့မန်ယူဟာဒီယာတီမှာရလက်စိုးနေတာမှန်ပေမဲ့ တိုက်စစ်နဲ့ခန့်စစ်စွမ်းဆောင်ရည်မှာပြီးခဲ့တဲ့ရာသီကထက်ပိုကောင်းလာတယ်ဆိုတာကတော့မှတ်တမ်းတွေကလည်းတက်တည်ပြနေပါတယ်လီဗာပူးရဲ့ခန့်စစ်မတည်ငြိမ်မှုကတော့နှစ်ပွဲဆက်ဂိုးပေါက်တွေ့လာတဲ့ရှက်စကိုပြီးတော့ဒီနှစ်ပရီးမီးယားလိဂ်မှာ off the ball movement အကောင်းဆုံးဖြစ်လာတဲ့အန်ဘူမိုးတို့ကြောင့်မန်ယူကိုဂိုးပေးကိုပေးရပါလိမ့်မယ်မန်ယူသားတကူရသွားမယ်ဆိုရင်ဒီပွဲကတိုက်စစ်ချင်းပြရမယ်ပွဲဖြစ်သွားမှာတော့ကျိန်းသေးပါပဲခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ဘာမာဂိတ်အနေနဲ့တော့ဒီပွဲကနှစ်တင်းပေါင်းသင်းကိုးတွေအများကြီးမြင်ရမယ်ပွဲလို့သုံးသပ်ပေးခဲ့ကြပါတယ်ခင်ဗျာ စနေတနင်္ဂနွေတိုင်းမှာဘက်စင်ပွဲကြီးပွဲကောင်းတွေကိုတက်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ The Big Match Show အစီအစဉ်ပဲဖြစ်ပါတယ်ဒီအစီအစဉ်လေးကိုနှစ်သက်တယ်ဆိုရင်ညီကိုတို့ကကျွန်တော်တို့ရဲ့ဗီဒီယိုတွေကို Like ကန် Share လုပ်ပေးခဲ့ဖို့မေတ္တာရက်ခံပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဘာမကိစပို့စ်ချန်နယ်မှာအကောင်းဆုံးပွဲတွေစနေတနင်္ဂနွေညတိုင်းတင်ဆက်ပေးမယ်ကိုရဲကြီးကိုစိုးဝင်းစောကိုဆက်တို့ရဲ့ The Big Match Show